အားလုံးပဲမင်္ဂလာပါဗျာစိုင်းလန်သတင်းဌာနမှပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့ဖရားဘောဗနက်စီးတဲ့ကိစ္စနဲ့ပတ်သက်ပြီးဗုဒ္ဓဘာသာတွေသွေးမစုဖို့ပြောလာတဲ့ကိုကျော်ကြီးရဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒရိုင်မာကိုကျော်ကြီးကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတုံးသက်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းစိုင်းလန်သတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ားလုံးပဲမင်္ဂလာပါဒီနေ့က2025 April 20ရက်နေ့ဖြစ်ပါတယ်နော်ဒီဒီတစ်ခုတစ်လောဘာဒီ line ပေါ်မှာတွေ့ရလဲဆိုတော့ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့ဂုံးတိုက်တာတွေတော်တော်များများတွေ့ရရှီတုံဘုရားပေါ်မှာဖနက်စီဗီတက်လာတဲ့မိမမျက်နှာကိုွယ်ထားတယ်ဓာတ်ပုံရိုက်ထားတယ်ဆိုရဲဟောဒါကတမင်တကာရည်ရွယ်ချက်ရှိရှိဗုဒ္ဓဘာသာတွေကိုစိတ်ကိုထိုးဆွပေးနေတာဗုဒ္ဓဘာသာတွေတွေးဆလာအောင်ထိုးဆွပေးပြီးဂုံးတိုက်ပြီးဟိုတလောလေးရဆိုရင်ဟာခရိယန်ကောင်းလေးတွေကောင်းမလေးတွေတောင်ပေါ်စီတွေတခုမှ အဲ့ဒါတိုင်းသားတွေတင်းသွားတဲ့တမောဇီဒီတခုမှယဟန္တာရုပ်တွေကို မဖွဲမရလောက်တာတွေရှိတယ်။ဗုဒ္ဓရုပ်တွေကိုမဖွဲမရလောက်တာတွေရှိတယ်။ဒါကခရိယံဘာသာရေးခေါင်းဆောင်တော်တော်များများလိုင်းပေါ်မှာမဟုတ်တန်းတရားဂုံးတိုက်နေတာတွေကကျွန်တော်တို့တော်တော်များများတွေ့ရတယ်။ဒီဟာကိုလည်းကျွန်တော်တော်တော်များများဖြေရှင်းပေးထားတာတွေရှိပါတယ်။အဲ့တော့ခရိယံဘာသာရေးစီယုံခေါ်ပြောသူဘာသာရေးခေါင်းဆောင်တော်တော်များများအလုံးမတန်းဂုံးတိုက်တယ်။ဒါကလည်းနိုင်ငံရေးအထောက်ပံ့တစ်ခုနောက်မှရှိနေတာ။ အဓိကကတော့သူတို့ရဲ့ရည်ရွယ်ချက်ကဗုဒ္ဓဘာသာတွေကသွေးစုပြီးတော့တုံ့ပြန်တာကိုလိုချင်တာအဲ့လိုတုံ့ပြန်လာတဲ့အခါကျရင်သူတို့ကသတင်းဓာတ်ပုံတွေရိုက်ပြီးတော့ကဘာကိုထုတ်ပြမှာအဲ့တော့ဗုဒ္ဓဘာသာတွေပါနှက်ဖို့လိုအပ်ပါတယ်ဒီလိုစော်ကားမှုတွေဖြစ်တိုင်းဖြစ်တိုင်းမှာဗုဒ္ဓဘာသာတွေအဲ့ဒီစော်ကားမှုတွေကိုလူသိအောင်လို့ဆိုရှယ်မီဒီယာမှာတင်ပါခင်ဗျားတို့အနောက်မှာဗာမီဒီယာမှာမရှိဘူးအဲ့တော့ခင်ဗျားတို့ကိုဂုံးတိုက်နေတဲ့လူတွေကိုခင်ဗျားတို့ကပြန်ပြီးတော့ဆိုရှယ်မီဒီယာကနေပြန်တိုက်ပါအဲ့တော့ခင်ဗျားတို့ကအရာတွေကိုလိုင်းပေါ်မှာတင်ပြီးယုံညံ့ကြအောင်အောက်တန်းကြအောင်သူတို့ရဲ့နောက်ွယ်မှာ ဟာလာဘယ်ဘာသာဝင်တွေရှိနေကြောင်းဘယ်ဘာသာကြီးခေါင်းဆောင်တွေရဲ့အဆုံးအမအောက်မှာရှိနေကြောင်းဘယ်နိုင်ငံကြီးအယူဝါဒတွေအောက်မှာရှိနေကြောင်းပြောပါအဲ့ဒီလိုပြောပြီးတော့ဗုဒ္ဓဘာသာကိုတိုက်ခိုက်နေတာကဘယ်အဖွဲ့အစည်းတွေပါဘယ်ဘာသာကြီးတွေပါဆိုတော့ကမ္ဘာကလည်းမြင်ရမယ်မြန်မာကလည်းမြင်အောင်ပြောပါဘောဓာအလျောက်သူတို့ယုံမှသလိုပြန်မယုံမှကြတယ်မယုံမှဖို့ကလည်းဗုဒ္ဓဘာသာဝင်တိုင်းကလက်ဆင့်ကန်စကားပြောပြီး ငါတို့တို့ရုံမာတို့မရုံမာဘူးတို့အောက်တန်းကြတို့ငါတို့အောက်တန်းမကြဘူးဒါပေမဲ့ဒီရုံမာမှုတွေကဘယ်ဘာသာကြီးအစုံမရဲ့အောက်မှာရှိတယ်ဘယ်ဘာသာကြီးခေါင်းဆောင်တွေရဲ့အစုံမအောက်မှာရှိတယ်ဘယ်နိုင်ငံရဲ့ခေါင်းဆောင်တွေရဲ့အစုံမအောက်မှာရှိတယ်ဆိုတာကိုတော့ဗမာကလည်းသိကြမယ်ကဘာကလည်းသိရမယ်တိုင်းတစ်ပြည်လုံးတစ်ကဘာလုံးသိအောင်ကိုကျွန်တော်တို့ပြန်လဲတွန်းလှန်နေရမယ်ကျွန်တော်တို့ဒေါသအလျောက်မတုံ့ပြန်မှုလိုအပ်တယ်အဲ့တော့ဒီခရိယန်ဘာသာကြီးခေါင်းဆောင်တော်တော်များများလည်းနိုင်ငံကြီးရဲ့အတုံးချခံပြီဖြစ်တယ် နိုင်ငံရေးသမားတော်တော်များများကလည်းဘာသာရေးကိုအသုံးချပြီးအဓိကတော့ဗုဒ္ဓဘာသာကိုရည်ရွယ်ချက်ရှိရှိနဲ့အလုံးစုံတိုက်ခိုက်နေတာဖြစ်နေတယ်။အဲ့ဒီအတွက်ဗုဒ္ဓဘာသာဒီကပါပါနတ်နတ်နဲ့ပြန်လဲတုံ့ပြန်မှုလိုအပ်တယ်။သွေးမစူပါနဲ့။ဒုစရိုက်တွေကိုဒုစရိုက်တွေလို့ပြောပါအာဟုတို့တွေကိုအာဟုယုံညံ့တာကိုယုံညံ့တာလို့ပြောပါ။ဘသူအစုံမအောင်ပါဘသူတွေရဲ့ဘာသာအောက်မှာဘယ်နိုင်ငံကြီးစနစ်အောက်မှာရှိတယ်ဆိုတော့ပြောကြပါ